်ချဲစီကိုရောင်းချထားတဲ့အီဗရာမိုဗစ်ရဲ့ငွေတွေကအခုချိန်ထိလူရန်မှုတွေမပြုတ်လုံနိုင်ရသေးတဲ့အကြောင်းရင်းမိသမျှအလုံးမဲ့မင်္ဂလာပေါ်များလူလန်ကင်ကတင်ဆက်နေပါတယ်ဒီကနေ့မှာတော့အီဗရာမိုဗစ်ရဲ့ချဲစီအသင်းရောင်းရငွေလူတန်းမှုရှုပ်တော်ဘုံကြီးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ပြပေးသွားပါမယ်ဒီအကြောင်းကငွေကြေးပမာဏကြီးမားယုံနေမှာကပဲနဲ့နိုင်ငံတကာနိုင်ငံရေးလူသားချင်းစာနာထောက်ထားမှုနဲ့ဗီတိန်ဆိုရရဲ့ရှုပ်ထွေးအစီအမင်းတွေကြားကလမ်းပြောင်းနေရတဲ့ဖြစ်ရဖြစ်ပါတယ် ။အီဇလန်ကိုစပြောဖို့2022ခုနှစ်ရုရှားယူကရိန်းစစ်ပွဲစတင်ချိန်ကနေစပြောရမှာပါ။စစ်ပွဲကြောင့်ယူကရိန်းနဲ့ရုရှားနိုင်ငံကြားမှာလူသန်းပေါင်းများစွာဆေးပေးရှောင်ဘဝရောက်အင်ဂျီစွန့်ခွာထွက်ပြေးကြရာအသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးကြရပါလိမ့်။လူချိန်မှာပဲရုရှားတထေးကြီးအီဗရာမိုဗစ်ကသူနှစ်ပေါင်းများစွာပိုင်ဆိုင်ခဲ့တဲ့ Chelsea ဘောလုံးတင်းကိုရောင်းချဖို့ဆုံးဖြတ်လိုက်ပါတယ်။အီဗရာမိုဗစ်ဟာရုရှားသမ္မတဘူတင်နဲ့နှိစက်သူဖြစ်ကြောကြားသူပါ။ပြည်ထောင်စုရာကသူ့ကိုစီးပွားရေးပိတ်ဆို့အရေးယူမှုတွေချမှတ်ခဲ့ပြီးတော့ Chelsea တင်းမှာတန်းခတ်ခံလိုက်ရပါတယ်။ အတင်းရောင်းမှုဆိုတာဒီတန်ခတ်မှုတွေကြားရဲကလောက်ကန်ရတဲ့အရာ ဖြစ်ပါလိမ့်။အီဘရာမိုဗစ်ကချယ်ဆီတင်းကိုပေါင်2.5ဘီလီယံအမေရိကန်ဒေါ်လာ3ဘီလီယံကျော်နဲ့အမေရိကန်ဆေးအုပ်စုတစ်ခုဖြစ်တဲ့တော့ဘိုလေးဦးဆောင်တဲ့အဖွဲ့ကိုရောင်းချခဲ့ပါလိမ့်။ရောက်ရောင်းချတဲ့အခါမှာအီဘရာမိုဗစ်ကရောင်းအငွေတွေကပေါင်2.3ဘီလီယံကိုယူကရိန်းနဲ့ရုရှားစစ်ပွဲကြောင့်ဒုက္ခရောက်နေကြတဲ့ပြည်သူတွေအတွက်လူဒဏ်မဲ့လို့ကြေညာခဲ့ပါတယ်။ဒီကတိကဝိဟာကဘာတော်ဝမ်ကလူတွေရဲ့အာရုံစိုက်မှုကိုရယူခဲ့ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ပမာဏကြီးမားလွန်းလို့ပါ။ဒေါ်လာဘီလီယံချီပြီးတော့လူရန်နေဆိုတာတမိုင်းမှာရှားပါတဲ့ကိစ္စတစ်ခုဖြစ်ပါရည်။နိုင်ငံရေးရှုပ်ထွေးပုံကြားကလူရန်မှုလည်းဖြစ်လို့လူတွေကပေါ်ပေါ်ဆိတ်ဝင်စားခဲ့ကြပါရည်။ရုရှားနဲ့ဆက်ဆက်နေသူတို့ကစစ်ပွဲကြောင့်ဒုက္ခရောက်နေရတဲ့သူတွေကိုလှူဒန်းနေဆိုတဲ့သဘောဖြစ်ပါလေ။အရေးကြီးတဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်မှာဖြစ်လို့အားလုံးကကြိုဆိုခဲ့ကြပါလေ။စစ်ပွဲထံခံရတဲ့လူတန်းပေါင်းများစွာအတွက်ဒီငွေကြီးဟာဘဝကယ်တင်ရေးတပွဲဖြစ်နေလို့ပါ။ဒါပေမဲ့အလိုကလေးကိုဝေးပေးပြီးတဲ့နောက်လာပေါင်းများစွာကြာသွားပြီမဲ့ ဒီငွေတွေကလက်တွေ့မှာစစ်ရှောင်နေစီမရောက်ရှိသေးပါဘူး။ဘာတွေကဟန်တားနေသလဲဆိုတော့နံပါတ်1နိုင်ငံရေးရည်ရည်ချက်ကွဲလွဲမှုဘယ်သူ့ကိုကူညီပါလဲ။ဒါကအဓိကအခက်အခဲဖြစ်ပါတယ်။အီဗရာမိုဗီရဲ့မူရင်းရည်ရည်ချက်ဟာယူကရိန်းနဲ့ရုရှားနှစ်ဖက်လုံးကစစ်ဘေးဒဏ်ခံစားနေရသူတွေကိုကူညီဖို့ဖြစ်ပါတယ်။သူ့မြင်မှာတော့စစ်ပွဲဆိုတာနှစ်ဖက်လုံးကပြည်သူတွေအတွက်ဒုက္ခပါပဲ။ရုရှားစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့်ယူကရိန်းပြည်သူတွေဒုက္ခရောက်ကြရသလိုစီးပွားရေးဒဏ်ခတ်မှုတွေစီးရေးချီတက်မှုတွေကြောင့်ရုရှားပြည်သူတွေမှာလည်းဒုက္ခရောက်ကြရတာပါ ။ဒါမဲ့ပြည်ထောင်စုရဲ့ရည်ရည်ချက်ကတော့ခက်ပြက်ပြက်ပါ။သူတို့ကဒီငွေကိုယူကရိန်းပြည်သူတွေကြီးပဲကူညီဖို့လိုလားပါလိမ့်။ရုရှားဘက်ကိုထောက်ပံ့လို့စိတ်လုံးဝမရှိပါဘူး။အစိတ်ပင်ရေလောင်းမလုံးနိုင်ဘူးဆိုတဲ့ခံယူချက်ကြောင့်ဖြစ်ပါလိမ့်။ပြည်ထောင်ဟာယူကရိန်းကိုစီးရင်းနဲ့နိုင်ငံရေးအရပြင်းပြင်းထန်ထန်ထောက်ခံသူဖြစ်တာကြောင့်ရုရှားပြည်သူတွေကိုကူညီဖို့ဆိုတဲ့စကားကိုလက်မခံနိုင်တာပါ။ဒီတော့အီဗရာမိုဗစ်ကနှစ်ဖက်လုံးကူညီမယ်လို့ပြောဗီဒိန်ဆိုရကတစ်ဖက်တည်းပဲကူညီမယ်လို့ပြောနေတဲ့အတွက်သဘောထားကွဲလွဲမှုဖြစ်ပြီးတော့ငွေကြေးလှူဒါန်းဖို့ကိစ္စရပ်ဆိုင်သွားခဲ့ရတာပါ။နံပါတ် OFSI Office of Financial Sanctions Implementation ရဲ့တန်ခမ်းမှုစီမင်းများဒါလည်းရေးကြည့်တဲ့အကြောင်းရင်းမှာလက်ရှိချိန်ထိတိုင် Ibrahimovic ကပြည်ထင်စုရရဲ့တန်ခတ်စီရင်မှာပါနေသေးပါတန်ခတ်ခံထားသူတဦးရဲ့ငွေကြေးတွေကိုဘယ်လိုအသုံးပြုမယ်ဘယ်လိုလွှဲပြောင်းရမယ်ဆိုတာ OFSI ရဲ့ခွင့်ပြုချက်ရယူပြီးတော့လိုက်နာရပါတယ်အဲဒါကြောင့် Ibrahimovic ရဲ့လူတန်းမဲ့ငွေဟာပြည်ထင်ဘဏ်တစ်ခုမှာထိန်းသိမ်းထားပြီးတော့ OFSI ကတည်တံ့ခွင့်ပြုချက်မပေးသေး၍ဘယ်သူ့အတွက်မှအသုံးပြုလို့မရတာဖြစ်ပါတယ် OFSI ကဒီငွေတွေကိုလွှတ်ပေးဖို့ခွင့်ပြုဖို့ဆိုရင်ဒီငွေဟာတန်ခတ်မှုကိုရှောင်ရှားဖို့နီလန်းတခုမဖြစ်စေရပါဘူး။ငွေကြေးစီးဆင်းမှုတစ်စုံတရာကိုခွင့်ပြုလိုက်ရင်နောက်ထပ်ပြဿနာတွေဖြစ်လာနိုင်မလားဆိုတာကိုအသေးစိတ်စစ်ဆေးရပါတယ်။ OFSI ဟာလွတ်လပ်တဲ့အဖွဲ့ဆိုပေမဲ့ပြည်ထောင်စုရဲ့နိုင်ငံရေးညီမှန်းချက်တွေနဲ့လုံးဝခင်းကွာနေတယ်လို့တော့မဆိုနိုင်ပါဘူး။အထက်ကပြောခဲ့တဲ့ယူကရိန်းတပတ်တွေကိုပဲကူညီရမယ်ဆိုတဲ့ညီမန်းချက်ဟာ OFSI ရဲ့စဉ်းစားဆုံးဖြတ်မှုမှလည်းတရားမှုရှိနေနိုင်ပါတယ်။ဒါရိုက်ကြောင့်ဒီငွေတွေကအခုချိန်ထိတိုင်လူရမ်းမှုတွေမပြုတ်လို့ဖြစ်သေးပဲနဲ့ဒစ်လယ်နေစေဖြစ်ပါတယ်။ နံပါတ်3ယုံကြည်ရေးပြဿနာအီဗရာမိုဗစ်ချ်ကပူတင်နဲ့နှိစက်သူဖြစ်နေတာကြောင့်သူ့ရဲ့လှူဒန်းမှုဟာစစ်မှန်ရလားနောက်ကဲမှာတစုံတရာရွေချက်ရှိမလားဆိုတာကိုဗီဒိန်ဆိုရကတန်လျာဝင်နေနိုင်ပါ रे ဒီငွေတွေကိုရုရှားဘက်ကလှည့်စားသုံးတာမျိုးတန်ခတ်မှုကိုရှောင်နေမှုနီလန်းသစ်ရှာတာမျိုးဖြစ်လာမှာစိုးရိမ်နေကြတာပါဒီကိစ္စပေါ်မှာလူသားချင်းစာနာထောက်ထားရေးအဖွဲ့အစည်းတွေကငွေရှိနေတယ်လိုနေတယ်ဒါမဲ့ငွေကိုမသုံးနိုင်မှုဆိုတဲ့အခြေအနေဟာစစ်ပေးရှောင်နေအတွက်နာကျင်စရာပါသူတို့ကနိုင်ငံရေးသဘောထားကွဲလွဲမှုတွေထက်လူသက်တွေကပိုရေးကြီးတယ်လို့ဆိုနေကြပါတယ် ဗီဒင်းဆိုရဘက်ကတော့သူရဲ့ရည်တည်ချက်ကခိုင်မာနေသေးပါယူကရိန်းကိုမဟာဗျူဟာရထောက်ခံမှုဟာအဓိကကြပါရီဒီလူရမ်းမှုကြောင့်ရုရှားကိုတရောင်းတနေရာကနေကြိုးရှိသွားမှာကိုရှောင်ရှားရမယ်လို့မြင်နေကြတာပါဧရန်မိုဘစ်ကတော့စိတ်ပြတ်နေမယ်ထင်ပါရီကြီးမားတဲ့ဂရီကဝေတစ်ခုကိုပြုလိုက်ရပါမယ်နိုင်ငံရေးကစားပွဲကြားထဲကြံရိတ်ခဲ့တယ်လို့ဖြစ်နေရပါတယ်သူအနေနဲ့နှစ်ဖက်လုံးကိုကူညီခြင်းနဲ့သူ့ရဲ့မူရင်းရည်ရွယ်ချက်ကိုစွန့်လွတ်ပြီးပြည်ထိုင်ဆိုရရဲ့စီးမြင့်တွေကိုလိုက်နာမှာဒါဒီငွေတွေက freeze အလောက်ခံထားရကနေလွတ်ကင်းနိုင်မှာဖြစ်ကြောင်းပါခင်ဗျာ ညီကိုတို့ကရောဒီကိစ္စအပေါ်မှာဘယ်လိုမြင်ကြလဲခင်ဗျဘယ်လိုလုပ်သင့်တယ်လို့ထင်ကြပါလေအကြံပြုဆွေးနွေးပေးသွားခဲ့ကြပါဦးခင်ဗျ